ယုံကြည်လို့တူထမ်းခဲ့တဲ့လူများအားလုံးကိုကျွန်တော်တို့ကလင်းလင်းမှုမရှိစေဘဲကျွန်တော်တို့စနေနေ့ကြစီလာခံဝေးပြီးတော့ကျွန်တော်တို့ foundation ကြီးရေရှည်ပြန့်နိုင်အောင်ကျွန်တော်တို့အကောင်းဆုံးပြောင်းစူးစမ်းနေရဆိုတော့ပါပဲဆက်လက်ပြီးတော့လည်းဒီလိုမျိုးအကောင်းဆုံးပြောင်းလဲကျွန်တော်တို့စူးစမ်းဒီရန်ပုံငွေဖျော်ဖြေပွဲမှာတော့ Empire Music Band နဲ့အတူဇဝင်းတို့အာဇာနီလင်းလင်းရဲအောင်ဟေမာနေဝင်းကော်နီထွင်းရာဘူချမ်းချမ်းနဲ့ဆိုဖြစ်သစဉ်တို့ပါဝင်ခဲ့ပြီး channel သစ်ဟာတာပြဆက်ကိုလည်းတင်ဆက်ခဲ့ပါရယ် ဒီပြဆက်မှာတော့ရန်အောင်ရဲအောင်လူမင်းမင်းမော်ကွန်ခန့်စီသူနေတူကျော်ကျော်ဘူးထွန်းထွန်းစတဲ့အမှုပညာရှင်များကကားပြဖြောပြခဲ့ပြီးဖိုက်စတာအဖွဲ့နဲ့ရေဒီယိုခိုင်နှင်းဝေးဤရှော့ဘူးစတဲ့အမှုပညာရှင်တွေကလည်းပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်လက်ရှိအချိန်မှာပြည်တူဖောင်ဒေးရှင်းကနေကျောင်းသူကျောင်းသား180ရှောက်ရောက်ကိုတလ6000လုံးနဲ့ထောက်ပံ့ခဲ့တာဖြစ်ပြီးပြည်တူဖောင်ဒေးရှင်းကနေဆရာဝန်ရှိရောက်ကိုလည်းမွေးထုတ်နိုင်ပြီးဖြစ်ပါတယ်ပြည်တူအနေနဲ့တိုင်းပြည်တိစောက်တဲ့အခါပညာတတ်တွေရှိဖို့အရေးကြီးတာကြောင့် ပညာရေးကိုရွေးချယ်အားပေးဖြစ်တယ်လို့ဆိုပါရယ်။အမှုပညာရှင်ဆိုတဲ့နိုင်ငံကုံဖော်ဆောင်နေသူဖြစ်ပေမဲ့တစ်ဖက်မှာနိုင်ငံနဲ့ပြည်သက်ရဲ့ကျေးဇူးကိုလည်းတနည်းတစ်ပုံပြန်ဆက်ဖြစ်တဲ့အကြောင်းကိုပြည်သူဦးကရှင်းပြခဲ့ပါရယ်။ အဲကျွန်တော်ចောင်းသားပေါင်းအခုချိန်မှာ186ရောက်ထောက်ပံ့ထားပါတယ်ဆရာဝန်ဖြစ်သွားတာရှိဦးရှိပါပြီအဲကျွန်တော်ရည်ရွယ်ချက်ကတော့ကျွန်တော်တိုင်းပြည်ကိုတည်ဆောက်တဲ့နေရာမှာပညာတတ်တွေပေါ်များဖို့လိုပါတယ်ပညာတတ်တွေရှိဖို့လုံလောက်ဖို့လိုပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ကပညာရေးကိုရွေးချယ်ပြီးတော့ foundation ကိုကျွန်တော်တို့တည်ထောင်ခဲ့တာပါအဓိကတော့ကိုယ်အပိခဲ့တဲ့ပေးသက်တွေရဲ့ခြေစူးကိုယ်နိုင်ငံရဲ့ခြေစူးတက်နိုင်တဲ့လောက်ကလေးကိုအုတ်တစ်ချက်သေးတဲ့ဘက်အနေနဲ့ပြန်ဆက်ချင်တာပါပဲအဲလိုမျိုးလုတ်ပေးနိုင်တဲ့အတွက်ကြောင့်မို့လို့လည်းကျွန်တော်တို့အရန်ကိုဝမ်းသာပီတိဖြစ်ရပါ ဖောင်ဒေးရှင်းရံပုံငွေဖျော်ဖြေပွဲမှာအားဖြည့်ပေးတဲ့ချင်းချင်းကတော့ပရိသတ်တွေအားပေးမှုနဲ့မတူနိုင်မှဖြစ်တဲ့အကြောင်းနဲ့အားပေးမှုကြောင့်ကျေးဇူးတင်တယ်လို့လည်းဆိုပါရစေ။ တစ်ခုလုပ်ပြီးဆိုရင်အဆက်စားရရပင်မန်းပါတယ်လူရောငွေရောငွေကြေးရောပေါ့နော်အားလုံးရဲ့ဒါဖိမမှုကူညီမှုနဲ့ဖြစ်လာတဲ့ပွဲတစ်ခုပေါ့နော်ဆိုတော့ဒါတအားကိုလည်းအောင်မြင်မယ်လို့မှယုံကြည်ပါတယ်ဘာဖြစ်လို့လဲဆိုရင်ရံပုံငွေပွဲလည်းဖြစ်တဲ့အတွက်ကြောင့်ဒီအလူရှင်နေမလာပဲနဲ့မအားလို့ဘယ်လိုမှရမရက်တည်နိုင်ဘူးပေါ့နော်ဆိုတော့အခုလိုလာအားပေးရတရားချင်းနေပြိတ္တတွေကျေးဇူးတင်ပါတယ်တပြားတစ်ချက်ကအစအမတို့တန်ဖိုးထားပါတယ်ဘာဖြစ်လို့လဲဆိုတော့အလူငွေဆိုတာကတကယ်ကိုရောစိတ်ပါပါမင်မတကယ်ရှိုးလာကြည့်ပြမလေးအချိန်နဲ့ပေးရတယ်လူလည်းပင်မန်းပါတယ်အဲ့လိုအချိန်ပေးပြီးလာအားပေးရပြိတ္တတွေကျေးဇူးများတင်ပါတယ်ဟာ ြည်သူဦးရဲ့လှုပ်ရှားမှုကိုကြိုဆိုနေသူကဆိုတော့ထရင်တာပေါ့ပါကျမပြည်သူ့အခုလိုမျိုးလှုပ်ရှားရတာကိုလည်းဂုဏ်ပြုပါတယ်၊ကျိုးလည်းကျိုးပြုပါတယ်။ချစ်တီတက်များအောင်လူရန်ကြတာကိုလည်းဝမ်းသာပါတယ်၊ကျေးဇူးတင်အများကြီးတင်ပါတယ်။ပြည်သူ့ဖောင်တင်းကြီးကနေပြီးထောက်ပံ့ပေးမှုတွေနဲ့ဆရာဝန်ဖွဲ့ရခဲ့သူကဒေါက်တာဇော်ဝင်းမြင့်ပါ။ နောက်ဆုံးနေ့အပိုင်းကရောက်တဲ့အချိန်မှာပေါ့နော်မိသားစုစီပွားရေးကြက်တယ်လို့ပညာရေးရတဲ့ရတော့မယ့်အချိန်မှာဒီ foundation စတင်ထူထောင်တဲ့နေ့နဲ့တိုက်ဆိုင်ပြီးတော့လျှောက်တဲ့အခါမှာထောက်ပံ့ခြင်းရရှိရဲ့ကွကျွန်တော်ရဲ့ပညာရေးကဆုံးခန်းနိုင်အောင်ကျူစားနိုင်ခဲ့တာပေါ့နော်ဆောင်းပွဲရခဲ့တာလို့ဆိုရင်တော့အခက်အခဲတွေကပိုကြီးပြီးတော့တောင်းမတက်တော့ဘဲနဲ့ရက်တော့မဲ့အစီအစဉ်မျိုးရှိခဲ့ပါတယ်ခင်ဗျ ကျောင်းသားကျောင်းသူတွေအတွက်ထောက်ပံ့မှုကိုပမာဏတစ်ခုတိုးပေးနိုင်ဖို့ရည်ရွယ်ချင်းပါလိုက်တဲ့ PTU Foundation ရန်ပုံငွေအကပဒေသာပွဲမှာတော့လက်မှတ်ဈေးနှုန်းတွေကို3000 2000 1000သိသိတက်မှတ်ရောင်းချခဲ့ပါတယ်။